အရှိများစွာဖြင့်ဒီဇိုင်နာကောင်းမြတ်ကနေနှုတ်ခွန်းဆက်ပါတယ်ဒီနေ့မှာတော့ချစ်ခင်ရတဲ့ညီမလေးတယောက်အတွက်ဘွဲယူဖို့အတွက်ဝတ်စုံလေးနှစ်စုံစီစဉ်ပေးထားတာပါဒါလေးကတော့အဲညီမလေးက အဲ노စိန်လေးပဲဝင့်မယ်ပြီးတော့အဖွားကနေဘေးသားလေးတွေဖောက်ထားတာကွာအဲအဲ့ဒီတော့ကျွန်တော်ကအဲညီမလေးကလည်းတိတိကျကျတိတိကျကျဗမာဝတ်စုံလေးပဲဝတ်ချင်တယ်လို့ပြောပါတယ်အဲ့ဒီအတွက်ကြောင့်မို့ကျွန်တော်ကနေပြီးတော့ဒီမှာဆိုရင်လေဘင်းလေးကိုနက်နက်ကလေးယူထားတယ်စတစ်ကလေးနဲ့ဒီမှာခရစ်စတယ်ဒီအပြည့် နော်ပုံလေးပေါ်ပြီးတော့တိတိကျကျတိတိပပလေးထိုးထားပေးပါတယ်လုံကြီးအမိတ်ကလေးကလည်းလုံးဝပြောစရာမလိုအောင်အရန်လှပါတယ်ခရစ်စတယ်လေးအပြစ်ထိုးပေးထားပါတယ်ဒီချိတ်နှစ်စုံစလုံးကလေကြော်ကြီးပိုးတယ်တိုက်ကဖြစ်ပါတယ်ကြော်ကြီးပိုးတယ်တိုက်ကချိတ်ကလေးနှစ်စုံဖြစ်တယ်အရန်လှတယ်နော်အရန်လှတယ်ဒီမှာကြည့်ဒါလေးဆိုရင်ခရင်ရောင်လေးပါဒီခရင်ရောင်လေးကိုဝေါ်မှာအပေါ်ကလေခရင်လေးနဲ့ပန်းလေးနဲ့ပဲဖောက်ထားတယ်ဒါလေးဆိုရင်အရန်လှတာပဲဒီမှာကြည့် နော်တတော်လှရဲ့ဝတ်တဲ့ညီမလေးရလေလေတတော်လေးလှတယ်ဖြူဖြူငငယ်ဥနုနုထွတ်ထွတ်ကလေးဆိုတော့တတော်လှရဲ့ညီမလက်ကလေးတွေလည်းသူ့နေရာနဲ့သူ့ဇာလေးတွေကိုအထာကြကြလေးပုံကြကြလေးယူထားပေးတယ်နော်အရန်လှတဲ့ဝတ်စုံလေးနှစ်စုံမှာ ဒီဝစ်စုံလေးဆိုရင်ဒီမှာကြည့်ပါအောင် skirt လေးကိုတေချာလေးဆွဲထားပေးပါတယ်။ပန်းကျဲသေးလေးတွေနဲ့เนาะပြီးလို့ရှိရင်သူကလည်း노စိမ်းလေးနဲ့เนาะပြီးရင်베다ပန်းပေတာလေးနဲ့ဖောက်ထားတဲ့အတွက်တတော်ရင်ပြီးတတော်လှပါတယ်။ကြော်ကြီးရချစ်ကလေးတွေကလေအခုအစ်စ်ရောက်ထားတယ်လေလို့ပြောတယ်ပေါ့เนาะတတော်လှပါတယ်ဒီမှာကြည့်เนาะဒီဟာလေးဆိုရင်လည်းကျွန်တော်အရန်ကြိုက်တယ်။အရန်ကိုကြိုက်တာ။ နော်အရန်အရန်စိုက်တာနော်ဖန်တီးပေးထားတာအရန်ကျင်တတ်တဲ့ဝတ်စုံလေးနှစုံပါကဲကျွန်တော်နောက်ထပ်ဖန်တီးမှုလေးနဲ့ထပ်ပြီးမိတ်ဆက်ပေးပါဦးမယ်အဲ ဒီဝစ်စုံလေးကပန်းနှုတ်တွေအလားပဲเนาะလှလိုက်တာအဲဒီရင်ခံချိတ်ကလေးကပိုတဲ့ဟာလေးကိုရင်ခံလေးရအောင်ချုပ်ထားပေးပါရင်ခံလေးကိုလည်းတိတိကျကျတိတိပပလေးဖြစ်အောင်ချုပ်ထားပေးပါလေအပေါ်ကပြင်တစ်စာအပါလေးနဲ့စတစ်ကလေးနဲ့ရိုးရိုးရင်ရင်လေးချုပ်ထားပေးပါလေကျွန်တော်ချက်တော်တွေတော်တော်များများတတိထားမိပါပါကျွန်တော်ဖန်တီးတဲ့ဝစ်စုံလေးဆိုရင်ရိုးရိုးရင်ရင်လေးဖြစ်ရမယ်လှရမယ်စမှတ်ကြရမယ်เนาะတက်တောင်းတတာရှိရမယ်ဒါကြောင့်မို့ကျွန်တော်ဖန်တီးတဲ့နေရာမှာအတတ်နိုင်ဆုံးအလားလေးတွေပါထည့် ပြီးတော့စဉ်းစားပြီးတော့ဖန်တီးပေးထားပါတယ်။ကဲတက်ဆက်ထဲမှာပဲဒီဝက်စုံလေးနှစုံကဘန်ကောက်ကိုပို့ရမယ်ဝက်စုံလေးနှစုံမှာဘန်ကောက်မှာမင်္ဂလာပွဲမှာပွဲတော်တက်မဲ့ညီမလေးအတွက်စီစဉ်ပေးထားတာပါ။ဒါလေးဆိုလို့ရှိရင်ရိုးရိုးရင်ရင်လေးဖြစ်အောင်ချုပ်ထားပေးပါတယ်။ချစ်ကလေးရောကိုရွှေရောင်တန်းပြီးတော့လှနေတယ်။ဒီကနေတော့အမိတ်ကလေးနေနဲ့တက်ဆက်သေးပါ။ဒီကနေတက်ဆက်သေးပါ။ပဝါအနားလေးကတက်ဆက်သေးပါ။အရန်လှပါတယ်။ပဝါလေးကအစနော်။ဘာမှပြောစရာမလိုပါ ောင်လှလှပပလေးနဲ့စီစဉ်ပေးထားပါတယ်ကျွန်တော်အများကြီးပြောစရာတော့မလိုတော့ဘူးထင်ပါတယ်နော်ကဲကြည့်ပါဦးရှမ်ပိန်900ရောင်လင်းရှမ်းဝက်စုံလေးစီစဉ်ပေးထားတာပါအရန်လှပါတယ်နော်ညီမလေးကရှမ်းဝက်စုံလေးလိုချင်တယ်လို့ပူဇော်ထားတဲ့အတွက်ပါဒါလေးကနော်ရှမ်းဆိုရင်ရိုးရိုးလေးတွေပဲချုပ်တာများပါတယ်ကျွန်တော်ရှမ်းဝက်စုံလေးချုပ်ရင်တတိထားပြီးကြည့်ပါဒါလေးဆိုရင် dropping လေးတွေနဲ့နော်ဒီအနားလေးကိုရှမ်းစတိုင်လေးပေါ့ နော်အဲဒီနှွယ်အောင်ဆိုရင်လည်းဘာမှပြောစရာမလိုအောင်ထမင်းအနားလေးတွေကိုချစ်ချစ်လစ်လစ်ကလေးတိတ်တိတ်တီတီလေးဖြစ်အောင်ထိုးထားပေးပါတယ်နော်ပဝါလေးကလည်းအိုးလှလိုက်တာဒီမှာကြည့်ပါဦးကယိုးကီလေးနော်အဲဒီမှာအရန်လှပတဲ့ဝတ်စုံလေးနှစုံမှာဒီဝတ်စုံလေးကိုအကိုကဒီမှာရှမ်းရှမ်းအဲ ချမ်းတိုက်ပုံလေးနဲ့ရှမ်းပေါင်းလေးဝတ်မယ်လို့အဲ့မှာတော့တဆက်သေးဖြစ်အောင်ဒီမှာပိုးချစ်တာလေးနဲ့စီစဉ်ပေးထားပါတယ်အရန်လှတဲ့ဒီမှာကြည့်ပါအောင်ဒါလေးကတော့အကို့အတွက်စီစဉ်ပေးထားတဲ့ကြာပစိုးလေးပါဒီမှာကြည့်ပါအောင်ကြာပစိုးလေးနဲ့ရွှေရောင်တိုက်ပုံလေး เนาะအရန်လှပါတယ်အဲကျွန်တော်ကိုချစ်ချင်းများစွာဖြင့်အမြဲတမ်းအားပေးတဲ့တူတူရောက်ရှင်စီတိုင်းကိုကျွန်တော်ကောင်းမြတ်ကထောအနေအမြဲတမ်းချစ်ခင်လျက်ပါအဲကျွန်တော်ရဲ့ဝတ်ဆုံဖန်တီးမှုလေးရင်မှာပြည်တွင်းမှာရှိတဲ့ချစ်ရတဲ့ customer တွေအတွက်ကောပြည်ပမှာရှိတဲ့ချစ်ရတဲ့ customer တွေအတွက်ပါ အလှပဆုံးနဲ့အကျော်ရှင်ဆုံးအတောက်ပဆုံးပွဲထဲမှာဖြစ်အောင် စီစဉ်ပေးနေပါတယ်နောက်ဘလော့လေးမှာပြန်ပြီးဆုံတွေ့ကြရအောင်เนาะတတာ